မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်တဲ့တွေကိုတင်ဆက်ပေးပါရမယ်စစ်ကောင်းဆောင်နဲ့မလေးရှားဝင်ကြီးချုပ်စုနီဝဲထိုင်းအတိုက်ခံပါတီအမတ်ဝေးပန်းနဲ့အကြောင်းတင်ဆက်ပေးပါမယ်တိုင်းနိုင်ငံအနေနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်တဲ့မြန်မာစစ်ကောင်စာကိုကူညီပေးနေတဲ့ငြိမ်းချမ်းရေးပွဲစားဆိုတဲ့အခမ်းကဏ္ဍကိုရပ်တန့်ဖို့တရားမျှတရေးပါတီ The Fair Party မှလွတ်တော်အမတ်ကန်နဝီစုံဆမ်းက တောင်းဆိုလိုက်ပါတယ်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်မြန်မာစစ်ကောင်စာပို့ချုပ်မှုကြီးမြန်လိုင်းနဲ့အာဆီယံရအကြံပေးသက်ဆင်ရှင်နာဝတ်တို့ဒီကနေ့ဘန်ကောက်မြို့ Rose Room Hotel မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲပေါ်ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ် တိုင်းဆိုရကနိုင်ငံတကာအခြေအနေကိုနားလည်မှုမရှိဘဲတန်တမန်ရမာမယာကျူးလွန်နေရရှိပြီးတလာအတွင်းမြန်မာစစ်အာဏာရှင်မင်းအောင်လှိုင်ကိုထိုင်းနိုင်ငံကိုဒုတိယကြိမ်ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့၎င်းကဆိုပါတယ်အန်အဝင်းကလက်ရှိအဆိုရကထိုင်းတောင်ပိုင်းနယ်စပ်ဒေသရှိအခြေအနေကိုတော့ကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်ခြင်းမရှိသေးဘဲအိန္ဒိယနိုင်ငံရဲ့ငြိမ်းချမ်းဖြစ်စဉ်မှာဝင်ရောက်ဆက်ဖက်ခြင်းကအခြေအနေကိုပုံမဆိုးရွားစေကနိုင်ငံရဲ့ကုန်သတင်းကိုထိခိုက်စေတယ်လို့ပြောပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်မလ28ရက်မြင်းကလင်းလောက်ခတ်ပြီးရင် ောင်းလူများတည်ဆောင်ကထိခိုက်ပျက်စီးမှုကြီးမားနေတဲ့ကြားမှာစစ်ကောင်ဆောင်ကအရတမ်းများနေထိုင်ရာဒေသတွေကိုပုံကျဲတိုက်ခိုက်ဖို့အမိန်ပေးခဲ့သလိုအေဘီလ3ရက်နေ့၄ရက်ထိုင်းနိုင်ငံကိုလာရောက်စဉ်ကတောင်းဆိုမှုအတိုင်းပုံကျဲတိုက်ခိုက်မှုတွေရပ်ဆိုင်ဖို့အမိန်ပေးခဲ့ပြီးဖြစ်ကြောင်းလိမ့်လည်ခဲ့တယ်လို့ဆိုပါတယ်။ မလ28ရက်နေ့မြင်းကလင်းလှုပ်ပြီးနောက်မြန်မာစစ်တပ်ကတနိုင်ငံလုံးမှာလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း136ကြိမ်ပြုလုပ်ခဲ့ပြီးလူပေါင်း150တောင်သေဆုံးခဲ့က269ဒဏ်ရာရခဲ့တယ်လို့ကနဝေကဆိုပါတယ်။ဒါအပြင်မြန်မာစစ်ကောင်ဆောင်ကကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးတဲ့အာဂျင်တီးနားနိုင်ငံတရားရုံးမှာထုတ်ပြန်ထားတဲ့ဗန်ဝရန်ရှိသူဖြစ်ကြောင်းကမ္ဘာလုံးဆိုင်ရာတရားစီရင်ခွင့်ကိုလေးစားတဲ့ကမ္ဘာနိုင်ငံတွေကဖန်ဆီပြီးတရားစွဲဆိုနိုင်တော်လဲထိုင်းနိုင်ငံမှာတော့အဲ့ဒီလိုဖန်ဆီတရားစွဲဆိုဖို့ကမဖြစ်နိုင်ဘူးလို့၎င်းကဆိုပါတယ်။ တယ်။ထိုင်းဆိုရကအဆိုရချင်းဆက်ဆံမှုကြီးတူကြီးကိုကြော်လွန်ပြီးမမြင်သလိုငြိမ်းချမ်းရေးတည်ဆောက်ရမှာအရေးပါတဲ့အခန်းကဏ္ဍပါဝင်တဲ့ပါဝင်ထိုက်သူတွေကိုအလေးနက်မထားဘဲအဆိုရချင်းအာဆီယံကဲ့သို့အဖွဲ့အစည်းကိုသာအဓိကဆက်ကောင်ဖြစ်အသုံးပြုနေရလို့ဆိုပါတယ်။၎င်းကနိုင်ငံအဆိုရတင်ရတဲ့မျောတဲ့ပတ်ဝန်းကျင်ကအရာတွေကိုအရေးပေးတက်လာဖို့လေ့လာကြပါပြုလွယ်ပြင်လွယ်ရှိတဲ့ဗတ်ပေါင်းဆောင်ပူပေါင်းဆောင်ရွက်မှုမူပေါင်းတွေနဲ့အရေးပါပြီးဖိတ်ခေါ်တဲ့သူတွေကိုလည်းထည့်သွင်းစဉ်းစားရမယ်လို့အကြံပြုပါတယ်။လူအနေငယ်ရဲ့အစီအစဉ်မဲ့တဲ့စ ုတိုးလုံဆောင်ချက်တွေအတွက်ထိုင်းနိုင်ငံကိုအတုံးမချဖို့နဲ့အဲ့ဒီလိုပြုလုပ်ခြင်းကထိုင်းနိုင်ငံသားမကအခြားနိုင်ငံတွေကိုပါတန်ရာမှုရှိရဲ့လို့၎င်းကပြောဆိုခဲ့ပါရယ်နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီရဲ့အတူရောင်ရွှေကောက်ပွဲကိုနိုင်ငံရေးတုံ့ပြန်မှုဖြင့်လုံဆောင်ချဖို့ယာယီသမရတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်အသွင်ကူးပြောင်းရေးကာလအစိုးရတည်တည့်ရက်ကိုရှေ့တိုးဖော်ဆောင်ဖို့နဲ့စစ်ကောင်စီကြိုးပမ်းနေတဲ့အတူရောင်ရွှေကောက်ပွဲကိုကျေပြန့်တဲ့နိုင်ငံရေးတုံ့ပြန်မှုနဲ့လုံဆောင်ချဖို့အမျိုးသားညီညွတ်ရေးအစိုးရအစိုးရဖွဲ့စည်းဝေးမှာယာယီသမရဒူဝါလက်ရှိလာကမှကြားလိုက် က်ပါတယ်။အမျိုးသားညညရင်အစိုးရဖွဲ့အစည်းအဝေးကို AP 15ရက်ကကျင်းပခဲ့ရ AP 18ရက်မှာ NUG ကသတင်းထုတ်ပြန်ကယာယီသမရနဲ့ပြည်ထောင်စုဝန်ကြီးချုပ်တို့ရဲ့မိန့်ခွန်ပြောကြားချက်တွေကိုဖော်ပြခဲ့ပါတယ်။စကောင်စီကရွှေကောက်ပွဲကိုအသွင်တရံရဖော်ဆောင်နေမှုကိုလက်တွေ့ကြကြလက်ဦးမှုရယူပြီးနိုင်ငံရေးအသွင်အပြင်တရားကြိုတင်ဖော်ဆောင်ထားဖို့ယာယီသမရကပြောကြားပါတယ်။အသွင်ကူးပြောင်းရေးကာလ အစိုးရတတိယကိုကျွန်တော်တို့ရှိတူးဖော်ဆောင်ကြဖို့ဖြစ်ပါတယ်အခုဆိုရင်အကြမ်းဖက်စစ်ကောင်စီအနေနဲ့အထွေထွေရွှေကောက်ပွဲအတွက် ပြင်ဆင်ဆိုင်ပြင်းမှုတွေရှိလာတာကိုလည်းတွေ့ရပါတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့အတုရောင်ရွှေကောက်ပွဲစံချင်နိုင်ငံလှုပ်ရှားမှုတသက်လောက်နဲ့တင်းတင်းရောင်ရဲနေလို့မရဘူးလို့ပြောကြပါတယ်ဒီထက်ကျေပြန့်နိုင်တဲ့နိုင်ငံတုံ့ပြန်မှုတွေကိုလုပ်နိုင်ဖို့လိုပါတယ်လူရှားဤသမရကပြောပါတယ်နိုင်ငံရဲ့အသွင်ပြင်တရက်ကျူတင် ဖော်ဆောင်ထားနိုင်ဖို့အတွက်အသွင်ကူပြောင်းရေးဆိုင်ရာအစိုးရတတိယကိုကျူတင်ဖော်ဆောင်ထားနိုင်ဖို့လိုအပ်ကြောင်းရှားဤသမ ရကပြောပါရယ်ကျွန်တော်တို့အနေနဲ့ရှိရှိကိုကြည့်ဖို့ကြည်ကြည်ပြန်ပြန်ကြည့်ကြဖို့သဘောနာကြည့်ကြည့်ရှုမြင်ကြဖို့အလေးနက်တိုက်တွန်းချင်ပါရယ်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအနေနဲ့တမိုင်းသင်ခန်းစာတွေကိုရှုဖို့လိုပါရယ်ကျွန်တော်တို့ဟာကောက်ရုံမီမဟုတ်ဘူးຫນွေဦးတော်လိုင်းကြီးကလည်းရှားတီချိန်ကြလို့ပေါ်လာတဲ့တော်လိုင်းလိုင်းလုံးမဟုတ်ဘူးနိုင်ငံရဲ့လူအဖွဲ့အစည်းတွေကနေမွေးဖွားတန်ဆင်လာတဲ့အနာဂတ်အဖြစ်တဲ့သွေးအဖြစ်ဖြစ်တဲ့ ဒါကြောင့်ကျွန်တော်တို့အနေနဲ့အရွယ်လိုက်ကြီးပြင်းလာတဲ့တော်လိုင်းကိုတော်လိုင်းကြီးလာမြောက်အောင်ထပ်မံချဲ့တွင်တိစောက်ဖို့လိုပါတယ်လို့ရှာရီသမရကပြောပါတယ်။လာမယ့်နှစ်သစ်မှာပြည်သူတရက်လုံးအနေနဲ့စိတ်မောလူမောရခြင်းမှာအမြန်ဆုံးပြေပြဖို့ပြည်သူတရက်လုံးရဲ့နှွမ်းနယ်မှုတွေအားသင့်လန်းဆန်းစေဖို့လည်းရှာရီသမရကဆုတောင်းစကားပြောကြားခဲ့ပါတယ်။ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းအစည်းအဝေးမှာမိန့်ခွန်းပြောကြားခဲ့ရာဘေးဒုက္ခအမျိုးမျိုးကြုံနေရတဲ့ပြည်သူများဘေးဒုက္ခအပေါင်းမှာအမြန်သက်သာစေပြီးနောင်မျိုးဆက်အသီးသီးတို့ပုံမကောင်းမွန်တဲ့ဘဝမျိုးရရှိဖို့ မရင်းမြိုင်တဲ့စိတ်ဓာတ်နဲ့တော်လိုင်းအောင်ပွဲအဆုံးသတ်တီကြိုးပမ်းအားထုတ်မယ်လို့ပြောကြားပါရယ်ကျွန်တော်တို့နိုင်ငံမှာနောက်ခံအခြေအနေအမျိုးမျိုးနဲ့တော်လိုင်းအင်အားစုတွေအင်မတန်များပြားတာမို့ဒီအင်အားစုတွေအစုအဖွဲ့တွေနဲ့တည်တည်ချာချာတိုင်ပင်ဆွေးနွေးရင်းခိုင်မာတဲ့အစီအမံတွေအများဆုံးချမှတ်ကြမယ်အချိန်ဖြစ်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါရယ်အဲ့ဒီလိုလှုံ့ဆော်ရမှာဝန်ကြီးဌာနတခုဝန်ကြီးတအုပ်တယောက်ရဲ့တာဝန်သားမဟုတ်ပဲအားလုံးရဲ့တာဝန်ဖြစ်ပြီးအစိုးရဖွဲ့ဝင်များရှေ့ထွက်အောက်ထဲဖော်သူများကဖော်ဆောင်ရမှာဖြစ်တယ်လို့နောက်ကွယ်မှာကောင်းမွန်တဲ့အကြံဉာဏ်ပေးကူညီထား ောက်ပံ့ရမယ်သူများလည်းကုညီထောက်ပံ့ရင်နိုင်ငံရေးဆွေးနွေးမှုတွေအမြန်ဆုံးထိရောက်မှုရှိပြီးအောင်မြင်စေဖို့ဝိုင်းကြိုးပမ်းဖို့တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ဇလပီလီဒိုလမ်းမအနီးကရိုင်နဲ့တိုက်ပွဲစကောင်စီတပ်အထင်အပြင်းလေးကြောင်းမှပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဖားကတ်မြို့နယ်မြစ်ကြီးနားတနိုင်သွာလီတိုလမ်းပိုင်းရှိလဝါချင်းရွာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်မင်းစီတပ်ပြည်သူ့စစ်ပူးပေါင်းဖွဲ့ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးအထိနာတဲ့စစ်ကောင်စီတပ်ကချင်းရွာကိုမိရှုဖျက်ဆီးခြင်းလေကြောင်းတိုက်ခိုက်ခြင်းပြုလုပ်ခဲ့တယ်လို့ကချင်သတင်းအရမြင့်တန်းကပြောပါရယ်။ AB လ15ရက်နေ့တိုက်တဲ့အချိန်မှာသူတို့ဘက်အထိနာတဲ့ဟာတွေရှိတယ်။အဲ့ဒါသူတို့ကလီရင်တွေခေါ်တဲ့ drone တွေနဲ့ပြန်ပြီးမှတိုက်လာပြီးလဝါရွာကိုအကြီးကျယ်ရွာလုံးကျွလောက်မိရှုလိုက်ပြီးသူတို့ကစစ်ရေးကတော်တော်ပြင်းနေသူတို့ကလီရင်နဲ့ပုံကျဲသွား ားနေရလို့ကချင်တရင်အရင်မြင့်တွင်ကအီဘီလာ19ရက်မှာပြောပါရယ်လဝါကြေးရွာကိုစစ်ကောင်စီတပ်နဲ့မင်းစိန်တပ်ပြည်သူ့စစ်ပူးပေါင်းတပ်ကအီဘီဒုတိယဘက်မှဆင်ရအလုံးရင်းနဲ့ထိုးစစ်ဆင်လာပြီး KIA နဲ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါရယ်စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအင်အား300ကျော်က EB 73ရက်ကစပြီးလဝါကြေးရွာဘက်ကိုထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့ကချင်စင်ရေးတရင်အရင်မြင့်တပ်ကပြောပါရယ် လဝါချင်းရွာတိုင်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KAI သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမူကြီးနော်ဘူထံကိုဒီကနေ့ဆက်သွယ်မိမြန်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး။ KAI နဲ့မဟာမိတ်ပူးပေါင်းတပ်များအနေနဲ့2024ဒီဇင်ဘာလဆန်းပန်းကလေးကထိုးစစ်စင်နီနဲ့ပမော်မြို့တိုင်ပွဲမှာလဲစစ်ကောင်စီတပ်စခန်းများစုကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းနဲ့လက်ချက်စခက21တပ်ဌာနချုပ်ပါဝင်ပမော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေကြောင်း KAI သတင်းပြန်ကြားရေးကပြီးခဲ့တဲ့ရက်ပိုင်းများမှာသတင်းဖော်ပြထားပါတယ်။စစ်ကောင်စီအနေနဲ့လဲပမော်မြို့ပါဝင်တိုင် က်ပွဲဖြစ်ပွားရာနေရာများသာမကတိုက်ပွဲဖြစ်ပွားမှုရှိတဲ့နေရာတွေကိုပါလေကြောင်းတိုက်ခိုက်ခဲ့ရာ AB ဒုတိယဘက်အတွင်း KIA နေမြေများတွင်ကိုလေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုအကြိမ်900နီးပါးရှိကြောင်းအသိပေးထားပါတယ်။ဆလတ်ပြီးချင်းပြည်နယ်မင်းတပ်မျိုးကိုစစ်ကောင်စီကနေကြောင်းကနေထပ်မံတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တောင်ပိုင်းချင်းညီနောင်သိမ်းပိုက်ထားတဲ့မင်းတပ်မျိုးကိုစစ်ကောင်စီက AB လ16ရက်နေ့ညနေပိုင်း9:30မိနစ်30ဝန်းကျင်မှာလေကြောင်းကနေထပ်မံတိုက်ခိုက်သွားတယ်လို့သိရပါတယ်။နေပြီးတော့အီလာလီတပ်ကတက်လာတဲ့ဂျက်ဖိုက်တာ ာတစ်စီးပေါင်၂50ပုံနှလုံးကျင်းချတိုက်ခိုက်ခဲ့တယ်လို့သိရပြီးထိခိုက်ပျက်စီးမှုတွေမရှိရသေးဘူးလို့သိရပါတယ်။ AB လ14ရက်နေ့ကလေးကကင်းထောင်လင်းရင်နဲ့ဝဲနေတာမင်းတက်ကရောနဲ့နီဆန်နေတော့ကြောက်တူအမြောက်တက်တဲ့ကိုလင်းရင်နဲ့လာချရင်ကင်းထောင်တာတွေပါတခါရဲလှုပ်ဆောင်သွားတာလို့ယူဆပါတယ်လို့မင်းတက်မျိုးကန်တောင်းကပြောပါတယ်။ AB လအတွင်းမင်းတက်မျိုးပေါ်ပါဝင်မင်းတက်မျိုးနဲ့အတွင်းကကြေးရွာတွေကိုလေချောင်းကနေစုစုပေါင်း9ချိန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ AB လ19ရက်နေ့ကလေချောင်းကနေတိုက်ခိုက်မှုကြောင့်နှစ်ချင်းဖျားကြောင်တစ်ခုပျက်စီးခဲ့တယ်လို့ လူထိတာတွေလည်းရှိရဲ့လို့ဒေသခံတွေစီကသိရပါဗျ။အလာဒူ AP 12ရက်နေ့မနက်ပိုင်းကလည်းချင်းကြီးနောက်ထိန်ချုပ်ထားတဲ့ကံပလတ်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေပေါင်900ပုံးနှလုံးနဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရကြောင်းသတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။